သည်ဆိုတာကလူခန္ဓာကိုယ်မှာမရှိမဖြစ်လိုအပ်တဲ့အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုပဲဖြစ်ပါတယ်။စားလိုက်သမျှအစားအစာတွေတောက်လိုက်တဲ့ဆေးတွေအားလုံးကအသည်မှာအရင်ဖြူခွဲပြီးတော့ကြံခဲ့တဲ့အာဟာရဓာတ်တွေကတော့သွေးကြောရည်ထဲကိုရောက်ပြီးလိုအပ်တဲ့တ िश ူတွေဆဲတွေစီကိုတွားရတာပဲဖြစ်ပါတယ်။ဒီလိုအလုံများတဲ့အသည်ကလူတွေရဲ့မစင်မကျင်နေထိုင်မှုတွေကြောင့်ထိခိုက်သွားပြီးတော့လုံးစရာရှိတဲ့တာဝန်တွေကိုကောင်းကောင်းမလုပ်နိုင်တော့တွေဖြစ်တတ်ပါတယ်။အချိန်ကြာလာနဲ့အမျှအသည်ဆူဆူဝါးဝါးထိခိုက်လာပြီးတော့အသက်တည်ဆုံးတဲ့အထိကိုဖြစ်တတ်ပါတယ်။ ဒါကြောင့်မဖြစ်ခင်ကတည်းကကြိုတင်ကောက်ွယ်နိုင်မှုအတွက် အသည်းကိုဆိုးရွားစွာထိခိုက်စေနိုင်တဲ့အပြုအမူ၅ချက်ကိုပြပြပေးလိုက်ပါရရှင်။ဗီဒီယိုလေးမစခင်မှာ channel လေးကို subscribe လုပ်ရသေးရင် subscribe လုပ်ပြီးတော့ Vina Nudibe လို့လည်းဖြည့်ပေးပါအောင်ရှင်။ မအပြုတ်မှုတစ်မျိုးကတော့အရက်အလွန်ကျုံတောက်တာပဲဖြစ်ပါတယ်။အရက်အလွန်ကျုံတောက်တာကအသည်းကိုအဓိကဒုက္ခပေးနေတဲ့အရာပဲဖြစ်ပါတယ်။အရက်အလွန်ကျုံတောက်လိုက်တာကအရက်မှာပါတဲ့အဆိပ်တောက်တွေကိုအသည်းကအဆိပ်လျော့သွားအောင်လုပ်ပေးနေရတာကြောင့်တခြားတာဝန်တွေကိုကောင်းကောင်းမွန်မွန်လုပ်နိုင်တော့မှာမဟုတ်ပါဘူး။ ပြင်းအားရော့သွားတဲ့အစိတ်တောင်မှပဲအသေးအစီဖုံးတာအသေးရောင်တာတွေကိုဖြစ်စေနိုင်ပါသေးတယ်။အဲ့ဒါအပြင်တောက်လိုက်တဲ့အရက်ကိုဖြိုခွဲတဲ့အခါထွက်လာတဲ့ဓာတ်ရုပ်ပစ္စည်းတွေက အသေးဆဲလေးတွေကိုထိခိုက်စေပါတယ်။ထိခိုက်သွားတဲ့ဆဲတွေနေရာမှာဆဲအသစ်တွေပြန်ဖြစ်လာနိုင်တဲ့ဆိုပေမဲ့လည်းအရက်အလိုကျုံတောက်တဲ့တက်တန်းကြလာတဲ့အမျှအသေးဆဲတွေထိခိုက်တာကလည်းပြန်ပြီးတော့ကောင်းနိုင်တော့မှမဟုတ်ပါဘူး။ဒါကြောင့်နောက်ပိုင်းမှာလည်းကုသဖို့ခက်ခဲတာကြောင့်အသေးချောက်တာတွေဖြစ်လာနိုင်ပါတယ်။ အသေးချောက်သွားမယ်ဆိုရင်အသေးရဲ့လုံဆောင်ချက်တွေကလုံးဝပျက်စီးသွားမှာပဲဖြစ်ပါတယ်။အဲ့ဒါအပြင်ထိခိုက်သွားတဲ့ဆဲတွေကလည်းပြန်ကောင်းအောင်လို့အသေးကအပြင်အထံကြိုးစားရတာကြောင့်ဆဲတွေကပုံမှန်မဟုတ်တော့ဘဲနဲ့ပိုပွားလာပြီးတော့အသေးကင်ဆာအောင်ဖြစ်စေပါရဲ့ရှင်။ ။နောက်ထပ်တစ်ချက်ကတော့ဆေးတွေကိုလိုအပ်တဲ့ပမာဏထက်ပိုပြီးတော့တောက်မိတာပဲဖြစ်ပါတယ်။အသည်းကဗစက်ကနေတောက်လိုက်တဲ့ဆေးတွေဖြည့်စွက်စာတွေတိုင်းရင်းဆေးတွေကိုဒိုင်ကံဖြုတ်ခွဲပေးနေတဲ့အရေးပါတဲ့ကိုင်ကအစိအပိုင်းတစ်ခုပဲဖြစ်ပါတယ်။ဒီဆေးတွေကိုအသည်းကနေလက်ခံနိုင်တဲ့ပမာဏထက်ပိုပြီးတောက်မိမယ်ဆိုရင်အသည်းကိုထိခိုက်စေပြီးတော့နောက်ဆုံးမှာအသည်းလုံးဝပျက်စီးသွားတဲ့အထီးကိုဖြစ်တတ်ပါတယ်။အသည်းကိုထိခိုက်စေတဲ့နာမည်ကြီးဆေးတစ်ခုကတော့အစီတမင်နိုဖန်ပဲဖြစ်ပါတယ်။ ဒီဈေးကဈေးကွက်တင်မှာပဲအလွယ်တကူဝယ်လို့ရတာကြောင့်ဖျားနာကတ်ခဲလာပြီဆိုရင်လူအများစုကကိုယ့်တော်ဘောနဲ့ကိုဝယ်တော့ကြပါရဲ့ဒီအစီတမင်တို့ဖန်ကိုတောက်သိတဲ့ပမာဏအတွင်းပဲတောက်မယ်ဆိုရင်တော့ဘေးမဖြစ်ပါဘူးဒါပေမဲ့ပမာဏများများကိုရက်ကြကြတောက်မိမယ်ဆိုလို့ရှိရင်တော့သင်ရဲ့အသည်ကစပြီးတော့ပြည့်စည်လာမှာပဲဖြစ်ပါတယ်တချို့တိုင်းရင်ဈေးတွေဖြစ်ဆက်စာတွေကိုလည်းလိုအပ်တာထပ်ပို့ပြီးတော့တောက်မိမယ်ဆိုရင်လည်းအသည်ကိုထိခိုက်စေနိုင်ပါတယ်နာမည်ကြီးတာနောက်တစ်ခုကတော့ဗီတာမင် A ပဲဖြစ်ပါတယ်ဗီတာမင် A ကလည်းလိုအပ်တာထပ်ပို့ ို့ပြီးတော့တောက်မြင့်မယ်ဆိုရင်အသည်းမှာအဆိပ်အတော့ဖြစ်စေပါတယ်။ဒါကြောင့်ဆေးတွေဝယ်တောက်မယ်ဆိုရင်တက်ဆိုင်ရာဆရာဝန်နဲ့တိုင်ပင်တာဒါမှမဟုတ်ဆေးဘူးနောက်ကျော်မှာတောက်တဲ့ပမာဏနဲ့အသည်းကိုထိခိုက်နိုင်တဲ့ဘေးထွက်ဆိုးကျိုးရှိမှရှိဘူးတစ်ချက်ဖတ်ကြည့်တင်ပါတယ်ရှင်။ ။နောက်တဲ့တစ်ချက်ကတော့ဆေးလေးတောက်တာပဲဖြစ်ပါတယ်။ကျန်းမာတဲ့ဘဝတစ်ခုကိုပိုင်ဆိုင်ခြင်းနဲ့ဆိုရင်တော့ဆေးလေးတောက်တာကိုဖျက်လိုက်တင်ပါရနော်။ဆေးလေးမှာပါဝင်တဲ့ဓာတုပစ္စည်းတွေကအသည်းကိုတည်ဝိုက်တဲ့နည်းနဲ့ဒုက္ခပေးနိုင်ပါတယ်။ဆေးလေးတောက်လိုက်တာကခန္ဓာကိုယ်ထဲကိုဝင်သွားတဲ့အဆိပ်တွေကအသည်းကိုရောက်သွားပြီးတော့အသည်းရဲ့ဆဲတွေကိုထိခိုက်စေပြီးဆဲမှာအမာရွတ်တွေဖြစ်စေပါတယ်။တောက်တဲ့တဏ္ဍာကြလာနဲ့အများထိခိုက်သွားတဲ့ဆဲတွေကလည်းများလာအမာရွတ်ဆဲတွေကလည်းများလာပြီးတော့အသည်းဆဲတွေခဲသွားပြီးအသည်းရဲ့ပုံမှန်လှုပ်ဆောင်ချက်တွေပါပျက်စီးသွားပါတော့လေ ယ်ရှင်။နောက်ထပ်တစ်ချက်ကတော့အေးရေးပြက်များပဲဖြစ်ပါတယ်။ အရေးပြတာများလာရင်ပေါ်လာတဲ့ oxidative stress ဖြစ်ရတဲ့မျိုးကလည်းအသည်းကိုထိခိုက်စေပါတယ်။လေးလာချက်တွေအရာအရေးပြတာကအသည်းကိုထိခိုက်နိုင်တဲ့အပြင်အဝလွန်နာနှလုံးရောဂါဖြစ်တာနဲ့စီးကျူယောဂါတွေကိုပါဖြစ်စေနိုင်ပါတယ်။အချိန်ပြည့်ပြည့်ဝဝမအိပ်ဘူးဆိုရင်အသည်းမှာအဆီတွေဆူလာပြီးတော့အသည်းအဆီဖုံးလာကအဆိပ်များဆုံးထုတ်ခြင်းလုပ်ငန်းစဉ်ရလည်းယူရင်းလာပါတော့တယ်။အဲဒါကြောင့်အရွယ်ရောက်တဲ့သူတဦးအနေနဲ့ဒီနေ့မှအချိန်9နာရီကနေပြီးတော့6နာရီအတွင်းရှိတင်ပါတယ်ရှင်။ နောက်ဆုံးတစ်ချက်ကတော့အဝါလွန်တာနဲ့အစာအသောက်တွေမစင်မကျင်စားတာပါအစာအသောက်တွေမစင်မကျင်စားတာအဆီများတဲ့အစာအသောက်တွေစားတာနဲ့အဝါလွန်တာကဆက်ဆက်နေပါတယ်စီကြော်စာတွေအဆီများတဲ့အစာစာတွေစားမိတာကြောင့်အသည်းမှာအဆီတွေဆူလာခြင်းကိုအရေးကြောင့်မဟုတ်တော့အသည်းအဆီဖုံးခြင်းလို့ခေါ်ပါတယ်ပုံမှန်အဖြစ်တော့အသည်းကသွေးထဲမှာရှိတဲ့တကြားနဲ့အဆီတွေကိုထိန်းညှိပေးပါတယ်ဒါပေမဲ့အဝါလွန်တဲ့သူတွေမှာတော့အသည်းဆဲတွေမှာပါအဆီတွေဆူနေတတ်တာကြောင့်အချိန်ကြာလာနဲ့အမျှအသည်းဆဲတွေရောင်လာပြီးတော့ ့သွေးထဲမှာရှိတဲ့အဆီဓာတ်တွေကိုပါအသည်ကထိန်းညိမပေးနိုင်တော့ပါဘူး။တချို့လေးလာမှုတွေမှာဆိုရင်ဒါကြောင့်လည်းအရက်လိုပဲအသည်ကိုဒုက္ခပေးနိုင်ပါတယ်။ဒါကြောင့်အသည်ကျန်းမာရေးအတွက်အချိုလျှော့စားတာအချိုရေးလျှော့တော့တာဒါကြောင့်လုံးတွေလျှော့စားတာအဆီများတဲ့အစားအစာတွေလျှော့စားတာနဲ့ဝိချခြင်းတွေပြုလုပ်ပေးတင်ပါတယ်ရှင်။ညီမအခုပြပြပေးခဲ့တဲ့အချက်၅ချက်ကတော့အသည်ကိုထိခိုက်စေနိုင်တဲ့အပြုမှုတွေပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ် view တွေမှာပြန်တွေ့ကြပါဘောနော်။